မမင်္ဂလာပါနိုဝင်ဘာလ29ရက်နေ့မှာနာဆင်ပြခေါ်အားယူရမယ်ကမ္ဘာ့ရေဝိသနာသတင်းခေါင်းစဉ်ကတော့အသက်တာပြောင်းလဲခြင်းခီးစဉ်ပဲဖြစ်ပါတယ်။ရေးသားပေးဖို့တဲ့သူကတော့ချီလီနိုင်ငံက Varinia ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ Uber ခီးတဲ့ပို့ဆောင်ရေးနဲ့စီးနင်းလိုက်ပါရင်းနဲ့အသက်တာတွေကိုပြောင်းလဲစေခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။16နှစ်သမီး Varinia ကဆိုရင်တတ္တမနဲ့အတင်းတော်တက်ကူသူမှပညာသင်ကြားနေစဉ် Uber တဲ့ယူပို့ဆောင်ရေးရင်းတွေကိုစီးခဲ့ပါတယ်။ Car driver က သူမတင်ဆောင်လာတဲ့တန်တိုင်တွေကိုတည်ကျင်တဲ့စိတ်နဲ့မေးမြန်းလိုက်တဲ့အခါမှာကျမတို့ကျောင်းရဲ့လမ်းစဉ်လူငယ်များရဲ့တပတ်တာဆွတ်တောင်းစည်းဝေးပွဲအတွက်ပြင်ဆင်ဖို့ပါဆိုပြီးတော့သူကပြောခဲ့ပါတယ်။ driver ကစဉ်းစားရတဲ့ပုံစံနဲ့လမ်းစဉ်လူငယ်ဆိုတာဘာလဲလို့ချင်းကပ်ပြီးတော့မေးလိုက်တဲ့အခါမှာကင်းထောင်လူငယ်အဖွဲ့အစည်းလို့ သူကပြန်ပြီးတော့ဖြေလိုက်ပါတယ်ဒါပေမဲ့ကျန်းစာပေါ်မှာအခြေပြုတဲ့အဖွဲ့ပါလို့ပြန်ပြောလိုက်ပါတယ်လူမှုပတ်ဝန်းကျင်မှာသာသနာပြုလုပ်ငန်းတွေကိုကျန်းစာမှာတွင်တင်ချက်တွေကိုအခြေပြုပြီးလှုပ်ဆောင်ကြပါတယ်လို့ထပ်ပြီးတော့ရှင်းလိုက်ပါတယ်ဒါနဲ့ driver လည်းပို့ပြီးတော့သိချင်လာခဲ့ပါတယ်ဘယ်အသင်းတော်ကလဲလို့ driver ကထပ်မံမိလိုက်တဲ့အခါမှာတက်တမနဲ့အသင်းတော်ကပါလို့သူကပြန်လည်ဖြေလိုက်ပါတယ်ချီလီတက်တမနဲ့အသင်းတော်တက္ကသိုလ်ကျောင်းဝင်းထဲမှာနေရလားဆိုပြီးတော့ထပ်မံပြီးတော့မေးတဲ့အခါမှာဟုတ်ကဲ့ကျမကအဆောင်မှာနေတာပါဒါ ါဆိုတာနာပြုအမှုဆောင်ဘောလို့ထပ်မံပြီးတော့မေးလိုက်ပါတယ်မဟုတ်ပါဘူးကျမကတော့အခုမှပညာသင်ယူနေတုန်းမှပဲလို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်သူတို့နှစ်ဦးရဲ့စကားပြောဆိုခြင်းကဆိုလို့ရှိရင်ဖျားသခင်နဲ့တမန်ကျန်းစာဘက်ကိုဥတည်ပြီးတော့သွားနေပါတယ်ရှစ်အိမ်မှာကျန်းစာအုပ်ရှိလားလို့မေးလိုက်တဲ့အခါရှိပါတယ်ကျွန်တော်မကြာခဏဖက်ဖြစ်ပါတယ်ကျမနဲ့အတူကျန်းစာတင်ချင်သလားလို့ Varinia ကမေးလိုက်ပါတယ်သူမရဲ့အကြောင်းကိုရောက်သွားတဲ့အခါမှာတော့အလန်တန်တွေကိုချပေးပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ရဲ့အနေငယ်ကြတဲ့အခါမှာ Varinia က ကဒီ driver အင်ကိုသွားပြီးတော့သူ့ရဲ့ဇနီးသမီးငယ်နဲ့တူစန်းစာကိုလေ့လာခဲ့ကြပါတယ်။တခြားတာတစ်ခုကတော့ Uber ခီးတဲ့တင်ရင်ကို စီးနေလိုက်ခြင်းအပြင်ဒီခီးတဲ့ ရင်ကိုမောင်းနဲ့ရင်မောင်းနဲ့မိသားစုတွေရဲ့အသက်တာကိုပြောင်းလဲစေမှုဖြစ်ပေါ်စေတဲ့ကဲတို့ဗာရင်နီးယားရဲ့မိဘတွေကိုလည်းပြောင်းလဲစေခဲ့ပါတယ်။သူမရဲ့မိဘတွေကဗာရင်နီးယားကိုလမ်းစဉ်လူငယ်အဖွဲ့အစည်းနဲ့ဆက်သွယ်မှုမပြုနိုင်ဘူးအတွက်စီတားကြတယ်။ပြီးတော့ချီလီတက်တမနဲ့အသင်းတော်တက္ကသိုလ်မှာပညာသင်ကြားဖို့လည်းခွင့်မပြုကြပါဘူး။ဒီတက္ကသိုလ်ကဆိုလို့ရှိရင်သူမမိသားစုနဲ့နေထိုင်တဲ့ချီလီနိုင်ငံရဲ့မြို့တော်ဆန်တီယာဂိုနဲ့မိုင်ပေါင်း650ဝေးပြီးတော့လမ်းစဉ်လူငယ်အစီ စင်မှာပါဝင်ခြင်းကကျောင်းစာကိုထိခိုက်မယ်ဆိုပြီးတော့အကြောင်းပြချက်ပေးပြီးတော့မိဘတွေကပြိပင်ကြပါတယ်။ဒါကြောင့်မိဘတွေရဲ့အကူအညီထောက်ပံ့မှုမပါဘဲနဲ့ချီလီတပ်တမနှင့်အသင်းတော်ကြောင့်မှတက်ဖို့ရန်အတွက် Varinia ကစည်ရင်းပေးခဲ့တာပဲဖြစ်ပါတယ်။ကျောင်းလာခအတွက်ကျောင်းကနေထောက်ပံ့တဲ့ထောက်ပံ့ဈေးကူတာမိခိုးရပါတယ်။ဒါကြောင့်လမ်းစဉ်လူငယ်အဖွဲ့မှသူမကလှုပ်အားပေးအနေဖြင့်စတင်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။ကျောင်းတက်ရင်နဲ့သူမရဲ့မိဘတွေနဲ့အဆင်ပြေရန်အချိန်ကြာကြီးဆူတောင်းခဲ့ရပါတယ်။ဥ ဘာခီးစင်ရဲ့အကြောင်းကိုမိဘတွေကိုပြောပြတဲ့အခါမှာမိဘတွေကထိတ်လန့်သွားခဲ့ပါတယ်။ ဘယ်လိုလုပ်လိုက်တာလဲလို့အမေကမေးလိုက်တဲ့အခါမှာဖယားသခင်နဲ့တန်ရှင်သောဝိညာဉ်တော်ကအကုန်လုံးကိုလှုပ်ဆောင်ပေးပါတယ်ဆိုပြီးတော့သူမကပြန်ဖြေလိုက်ပါတယ်မိဘတွေကတော့ဘာမှမပြောကြပါဘူးဒါပေမဲ့အဲ့ဒီနေ့ကစပြီးတော့ Varenia နဲ့သူမိဘရဲ့ဆက်ဆံရေးတွေကဆိုရင်ပုံမူပြီးတော့တိုးချက်ကောင်းမွန်လာခဲ့ပါတယ် Uber Car Driver ကိုတမီးဖြစ်သူကစန်းစာလေ့လာရန်စီယုံနိုင်ခွင့်ဖျားသခင်ကပေးခဲ့တယ်ဆိုပြီးတော့ကြားသိခဲ့ရပြီးတဲ့နောက်မှာဗာရင်းနီးယားကိုပို့ပြီးတော့လွတ်လပ်ခွင့်နေပေးခဲ့ကြပါတယ်။ဥပါနဲ့ခီးသွေး ခြင်းကအသက်ဓာတ်တွေကိုပြောင်းလဲပေးလိုက်နိုင်ခဲ့ပါတယ်။မိဘတွေရဲ့ပြောင်းလဲမှုကိုတွေ့ရတဲ့အခါမှာဖခင်သခင်နဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ဆိုတာကိုကျွန်မတက်အပ်ပြောနိုင်ပါတယ်ဆိုပြီးတော့ Varinia ကပြောခဲ့ပါတယ်။ယခုတစ်ပတ်73ပတ်အလူငယ်ဟာဆိုရင် Chile နိုင်ငံ Chilean မြို့မှာရှိတဲ့တတ်တမနဲ့အသင်းတော်ရဲ့တက္ကသိုလ်မှာပညာသင်ကြားလေးရှိတဲ့ကျောင်းသားများတွေ လိုအပ်တဲ့ဗော်ဒါဆောင်တွေ့ချက်ဆောက်လုပ်ရမယ်ဖြစ်ပါတယ်။တောင်သာပေါင်း3000တက်ရောက်လေရှိတဲ့အနေမှာအများစုကတော့တတမနေ့တင်သားတွေမဖြစ်ကြသေးပါဘူး။နေရာထိုင်ခင်းခက်ခဲရှိတဲ့အတွက်ကြောင့်မို့လို့ကျောင်းမွအပြင်မှာပဲနေထိုင်ကြရပါတယ်။ဒီခုဆောက်လုပ်မဲ့ဗော်ဒါဆောင်ကဘာသာရေးနဲ့ပညာရေးဘာသာရပ်များကိုတင် जा လေရှိတဲ့ကျောင်းသားများအတွက်ပဲဖြစ်ပါတယ်။ပါဝင်လူရန်ပေးမှုအတွက်လည်းထူးပဲကျေးဇူးတင်ပါတယ်။ဒီတစ်ပတ်ကပ္ပရဲ့ဝိတ္တသံတင်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကျောင်းသားတွေတင်လို့ရရှိစီတန်းပေါ်မှာဖျားရှင်ကောင်းကြီးချပါရစေ။